ခုတင်ဆက်ပေးမယ့်သတင်းကတော့မြမဒေါ်ဘတ်တီကိုတရုတ်နိုင်ငံကိုတည်ပို့နိုင်ဖို့အတွက်စီစဉ်နေတဲ့သတင်းပဲဖြစ်ပါတယ်။မြမဒေါ်ဘတ်တီတွေကိုတရုတ်နိုင်ငံအကောက်ခွန်အထွေထွေရောက်ရှိမှုအာဏာပိုင်ဖွဲ့စီစီစီရဲ့တမတ်ချက်တွေနဲ့အညီ2020-2029ဘဏ္ဍာနဲ့ဒေါ်ဘတ်တီယာတီမှာတရားဝင်ဆက်တင်ပို့နိုင်ဖို့အတွက်စီစဉ်နေရလို့မြမနိုင်ငံတတိဝက်လံပတ်မှန်နဲ့ဟင်ဒီဟင်ပဲစိုက်ပျိုးထုတ်လုပ်တင်ပို့ရောက်ရှိသူများအသင်းကနေသိရပါတယ်။တရုတ်ကိုမြမဒေါ်ဘတ်တီတရားဝင်တင်ပို့နိုင်ဖို့အတွက်2019ခုနှစ်ကလေးက ဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့မဲခေါင်လန်ချန်းအထူးရမောင်ဝင်းကြား၂၀နှစ်စီမံကိန်းရာတရုတ်နိုင်ငံကိုကြည်တူကြည်စနစ်နဲ့တင်ပို့နိုင်မှုအတွက်စီစဉ်နေတာပါတရုတ်ကိုမြမထောဘတ်တီတင်ပို့နိုင်မှုအတွက်ထောဘတ်ရှန်ရှင်နဲ့ထောဘတ်တီထောက်ပို့ဆောင်ရုံတွေမှာပုံမှန်ကင်းရှင်အောင်ဆောင်ရွက်နေရရှိနေကိုအခုနဲ့အော်တိုဘာနိုဝင်ဘာနဲ့ဒီဇင်ဘာလတွေမှာဗီဒီယိုနဲ့စစ်စစ်သွားဖို့ရှိနေတယ်လို့သိရပါတယ်တရုတ်ကိုကြည်တူကြည်စနစ်နဲ့တရံဝဲတင်ပို့ခွင့်ရရှိရင်မြမထောဘတ်တီတင်ပို့တဲ့ဈေးကွက်ကကိုမဖွံ့ဖြိုးလာမှာပဲဖြစ်ပါတယ် လက်ရှိမှာတော့ကြိုင်းတော့တရှိလေးနေဆက်ကုံသွေးလမ်းကြောင်းကနေထိုင်းနိုင်ငံကိုထောက်ပတ်တည်တင်မှုနေပြီးတော့အခုဘန္နာနေထဲမှာပြပကိုထောက်ပတ်တည်တန်းကျတတောင်းကျော်လောက်တင်မှုထားတယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာထောက်ပတ်တည်ကိုရှမ်းပြည်နယ်နဲ့မန္တလေးတိုင်းဒေသကြီးမှာအများဆုံးစိုက်ပျိုးနေပြီးတော့ထောက်ပတ်တည်ပေါ်ရရာတည်ခြင်းကနေ့စဉ်နိုဝင်ဘာလကနေဇန်နဝါရီလအထိဖြစ်တာတယ်ဒီသတင်းတော်တော့မြေတူတူကပေးပို့လာပါပါ